အလုံးချစ်ရတော့ကျမရဲ့ချစ်ပရိသတ်ကြီးတို့ရေဒီနေ့ဒီရက်မှာကိုဘွားထဲကိုငွေတွေပေါပေါဆန်ဆန်ဝင်လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီနီလန်လေးတစ်ခုကိုထေချာလိုက်လို့ကြည်ပါဒီနေ့ကငွေစုတဲ့နေရာမှာအရန်ကိုစုမိဆောင်မိစေတဲ့နေ့လေးဖြစ်တဲ့ဘဝမှာဝင်လာတဲ့ငွေရဲ့တရားခိုင်နှုန်းလေးကိုဒီနေ့မှာငွေစုငွေပွားလေးလုပ်ကြည့်ပါအမှန်တကယ်ငွေဝင်စင်မှာဖြစ်ပါတယ် အဲချင်းရတော့ချင်းမေးဆွေတွေနေနဲ့ယာထူတိုးကျင်တဲ့လူတွေစီပါလက်လာပါတွေရှင်လန်းကျင်တဲ့သူတွေဇေယုံဇေဝဲကောင်းကျင်တဲ့ဆိုလို့ရှိရင်တော့ဒီနေ့ဒီရက်မှာကိုယ့်ရဲ့အနီနာပတ်ဝန်းကျင်မှာအယူတယောက်ကိုရှာလိုက်ပါအဲ့ရဲ့အယူကို ထမင်းကျွေးလိုက်ပါ ကိုစားတာထက်ပိုကောင်းအောင်ကိုတေးသေးချာချာဖွဲ့ဖွဲ့ရရလေးနဲ့ထမင်းတနတ်လေးကိုကျွေးလိုက်ပါ အမခန်စီပွားလာလာပါတွေစီးစင်းလာမှာကို ကျမရေရေဝဝပြောရဲပါတယ်ဒါကြောင့် ဒီနေ့ဒီဗီဒီယိုကိုမြင်တဲ့သူတွေကစီးပွားလက်လာပါလေးတွေပွေကျင်တဲ့ငွေကြေးကန်ကောင်းကျင်တဲ့ငွေစုငွေဘွားလေးတွေကောင်းကျင်တယ်ဆိုလို့ရှိရင်တော့ဒီနေ့မှာအယူကိုထမင်းကျွေးလိုက်ပါသိကြတဲ့သိရဲ့ပိတ်ဆို့နေတဲ့ငွေကန်နေသိရဲ့နှောက်နေနေတဲ့ဝင်လာเสียရှိတဲ့ငွေတွေရเสียရှိတဲ့ပတ်စံတွေဒါတွေအလုံးအလုံးကဝင်လာပါလိမ့်မယ် ဒီနေ့ပေးတဲ့နီလန်လေးဟာအရန်ကိုမှလွဲကူတယ်ဆိုပေမဲ့ကိုယ်အယူးကိုထမင်းကျွေးတဲ့အခါမှာစေတနာပါပါတဒါရှိရှိနဲ့တော့ကျွေးဖို့ကလိုအပ်ပါလိမ့်မယ်ပြီးတဲ့အခါကျလို့ရှိရင်အယူးတယောက်ကိုထမင်းကျွေးပြီးတဲ့အခါကျလို့ရှိရင်ကိုမှနေပြီးတော့ တစ္ဆာပြုပါဒီနေ့ဒီရဲ့ဒီချိန်ခါမှာငါဟာအယူတယောက်ကိုထမင်းကျွေးခဲ့တာစေတနာတတ်ခဲ့ပါတယ်အီမှန်သောတစ္ဆာစကားကြောင့်ကိုအလိုရှိရာကိုတစ္ဆာပြုပါဧကံမုတ်ချဇာကိုရမှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ဒီချိန်ဟာဘဝမှာလူကျင်တာတွေရကျင်တာတွေအတွဲဒီလောက်လေးကံလေးကိုမြင့်တက်လာဖို့အားစိုက်လိုက်ရုံနဲ့တစ်ဘဝတဲကိုတင်လို့ကျင်တာရရှိမှာဖြစ်ပါတယ်လိုက်လို့ကြည့်ပါအောင်ထူးခြားချက်လေးရှိတယ်ဆိုလို့ရှိရင်လာပြီးတော့ပြောပြပေးပါ တင်းရဲ့ဘဝတဲကိုစေတနာလေးနဲ့ပြောပြပေးလိုက်ခြင်းသာဖြစ်ပါတယ်။ဟုတ်ပြီနော်။အာဒါဆိုလို့ရှိရင်ဘာဂါထာတွေရော့ရမလဲ။ဒီကကကိုယ့်ရဲ့စိတ်နှလုံးလေးဖြူစင်ဖို့ကိုဖြူဖြူစင်စင်လေးနဲ့လှူဒန်းဖို့ကိုဘာမေတ္တာတရားထားတတ်ဖို့ဒီသုံးချက်ကပြည့်စုံနေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ပေးကမ်းတဲ့ဒါနာစိတ်သူတစ်ပါးပေါ်မှာထားတတ်တဲ့ ဝဝလင်လင်စားစေလိုတဲ့မေတ္တာစေကြောက်သည်တင်မောချအေကံကံကောင်းမှဖြစ်ပါတယ်ကျေးဇူးထူးတင်ပါတယ်စမခင်စုတီပါချစ်ရတော်ချစ်မေဆွေတို့ရဲ့ဘဝကိုဖုန်းနံပါတ်ပညာနဲ့အော်ထူချရာလောက်အောင်လက်ဘွားဘွားမှသည်လက်ဖမိုးဘွားတို့ရောက်ရှိအောင်ပေးကမ်းဆော့ကြလူနိုင်တယ်လူတယောက်ဖြစ်အောင်အမြဲတမ်းလမ်းညွန်ပြနေတဲ့စမခင်စုတီဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ဖုန်းနံပါတ်နဲ့